ာခင်ပြိသက်တွေကတော့ဒါစင်းနဲ့ဒီမှာဖြစ်နေတဲ့အခါကျတော့အမကတော့နားလဲပေးကြကိုဟန်ကြီးပြန်ကပါဆိုတော့အေးလေးပြက်တာများလာရင်နောက်ပိုင်းကျတော့မကောင်းဘူးသူကလည်းအဲ့လိုနားလိုက်တာပေါ့ဒီမှာကိုအေခါဆိုလဲတော့ဖုံးကြီးအပြီးပြုတ်ဝတ်သွားတာဒလဝတ်တယ်နောက်ကကျတော့၃လဝတ်တယ်အဲ့လိုတက်နှစ်ဝတ်တယ်သူဝတ်ကြည့်တာပေါ့ဒီမှာသူစိတ်ကလည်းတေချာသွားပြီးဖုံးကြီးပဲဝတ်တော့မယ်ဆိုတဲ့အချိန်ကျတော့အမတို့ကဘုံကိုပြောတယ်အဲ့ဒါသူကတော့အပြီးဝတ်သွားတာပြီးမှာ

ဲ့တုန်းကဆိုရင်အမတို့ကမောင်နှမကအရင်တော့ဟိုင်းနဲ့အမနဲ့ကတယ်ပေါ့နော်ကတဲ့ခါကျတော့အဲ့လိုလေလာပြင်းနေတွေပါရှင်လေဖြစ်တတ်တယ်အမတို့ကမိုးတွေရွာတယ်မိုးရရလို့ရှိရင်အဲ့ဒါရေတွေကတက်လာကြပြန်ရောအဲ့ဆိုခဏရက်သွားပြန်ရောဒါပြန်ပြီးတော့အဲ့လိုမျိုးလေးပြန်ပြီးကကြပြန်ရောအဲ့လိုမျိုးတွေဒါမဲ့ပျော်စရာကောင်းတယ်ဘလို့ပဲဖြစ်ဖြစ်အဲ့ဒါပြင်းရတော့လေပျော်ပျော်ကြီးကိုကြော်ဖြတ်ကြတာအမတ်တရားကြော်ကြတာอืม အော်တချို့ပြိတ္တတွေကတော့ရှိတာပေါ့နော်အမတို့ရအမခင်ပြိတ္တတွေကတော့အဲပြန်ကပါကိုဟန်ကြီးမကဘူးလားအမတို့ဒီမှာအိမ်ကောင်ကြတယ်အမျိုးသားနဲ့နေနေတဲ့အခါကျတော့မိသားစုနဲ့ဒီမှာဖြစ်နေတဲ့အခါကျအမတို့နားလည်ပေးကြကိုဟန်ကြီးပြန်ကပါဆိုတော့ကိုဟန်ကြီးကကြတော့လေသူကဟိုပေါ့နော်ကျမကြီးလေးရရှိတဲ့အခါကျတော့သူကဟိုနည်းနည်းလေးအေးရေးပြတာများလာရင်နောက်ပိုင်းကျတော့မကောင်းဘူးသူကလည်းအဲ့လိုနားလိုက်တာပေါ့ဒီမှာလေးရဟုတ်ကဲ့ပြန်ကားခြင်းလားဆိုတော့လေ လက်တွေ့ကြီးမှာကျတော့ကဘူကတော့မဖြစ်တော့ဘူးပေါ့နော်ဟိုကိုအမကလေပဲတကယ်ခဲကြလဲပဲစိတ်ထဲမှာတော့ရှိတာပေါ့တခါတည်းကြတော့လည်းဖြစ်တာပေါ့ဝမ်းလွမ်းပြီးတော့လေအဲကတင်သိရှိရဲဒါပေမဲ့လည်းတကယ်တကယ်ကြတော့လည်းကိုကလေးနှစ်ယောက်နဲ့ကိုနဲ့လေအဲကိုမိသားစုနဲ့ဒီတော့လည်းအဆင်မပြေတော့ကိုလည်းဝတ်တုတ်နေတယ်လေဟိုဒီမှာကွဲဟောပြွေးဝီကွဲခေါ်နေရဘူးသာသမီးပစ္စည်းကတော့အကုန်သာအကုန် ဒါရောင်းချလိုက်ပြီပေါ့နော်မရှိတော့ဟုတ်တယ်ဟုတ်တယ်ညီမလေးအမတို့အကုန်လုံးဟိုပါပေါ့နော်အမကလည်းဒီရောက်တယ်သူနဲ့အရွယ်ရောက်လာတဲ့အခါကျတော့အခုဆိုကိုအေဂါဆိုလဲတဖုံးကြီးအပြီးပြုတ်ဝတ်သွားတာလေအဲ့ခါကျတော့ဟိုအမတို့မှဆက်ပြီးလုပ်ဖို့ကအဲမရှိဘူးပေါ့နော်အဲဆိုတဲ့ခါကျတော့ကိုလုံးရောင်းချလိုက်တာပေါ့ညီမကိုကတကယ်အပြီးပိုင်ဒါဝတ်လိုက်တာပေါ့အဲဟုတ်တယ်သာသနာပေါင်းနဲ့အပြီးပိုင်ဒါသာသနာပေါင်းနဲ့အပြီးပိုင်ဝင်လိုက်တာပေါ့ ဒါပေမဲ့ကိုဗစ်ဖြစ်တဲ့အခါကျတော့ကိုယ့်ရဲ့မိသားစုတွေဟလားဆုံးပါသွားတဲ့အခါကျတော့ဒါတွေကလေဟိုနေညင်ညာကြောက်တွေမြင်သွားတဲ့အခါကျတော့လေတုံ့ထုတ်သွားတာပေါ့နော်အဲ့ခါကျတော့ဟိုတုံ့ထုတ်သွားတဲ့သူတရားတော်ကြီးလည်းစင်ကြင်မိတယ်ပေါ့နော်သူအဲ့ချိန်မှာလည်းဖုန်းကြီးဥပေါ်ပေါ့နော်အဲ့ဒါပြီးတော့သူဖုန်းကြီးမှတ်တယ်နော်သူတို့သားကြည့်တယ် ဒါကြောင့်သူ့ရဲ့စိတ်ကအဲ့ဒီမှာပို့ပြီးတော့ဟိုပေါ့နော်ဒီဘုံကြီးဝတ်တော့မယ်ဆိုပြီးတော့အားလုံးကိုပြောပြီးတော့ဘယ်သူထွက်သွားတာပေါ့နော်အခုကတော့အဲ့ဒါသူကတော့အပြီးဝတ်သွားတာခင်ဗျာဒါဒီမှာငါဝင်ကျင်တာတော့ရှိပြီပေါ့ဟုတ်ပမာဝင်လိုက်တာလေဆိုတော့သူကအစကအဲ အောင်ဆရာတော်ကြီးအောင်ဆရာတော်ကြီးဒီမှာဝတ်တယ်နောက်ခါကျတော့သူအဲ့လိုမျိုးနောက်အောင်ဗာလဲအောင်သိအဲသူဒီတရားစခန်းနေသွားတယ်တရားစခန်းနေသွားတယ်နောက်ခါကျသူအဲ့အတွေ့အကြုံကြီးပေါ့နော်ဘယ်မှာဒီပြပြီးတော့ဘုံဘုံနို့နဲ့အင်းအလုပ်သူတဖြည်းဖြည်းတလဝတ်တယ်နောက်ကကျတော့သုံးလဝတ်တယ်အဲ့လိုတစ်နှစ်ဝတ်တယ်သူဝတ်ကြည့်တာပေါ့မြန်မာလေးရဲ့တိလားနေနိုင်မလားမနေနိုင်ဘူးလားဆိုတာအရင်ဆုံးစူးစမ်းကြည့်ရဲစူးစမ်းပြီးတော့အဆင်ပြေတယ်ဆိုတော့သူစိတ်ကလည်းတေချာသွားပြီးဒိတ်ချဖြစ်သွားပြီးဖျား ခုံကြီးပဲဝတ်တော့မယ်ဆိုရဲ့ချင်းကြတော့အမတို့ခုံကိုပြောတယ်အဲ့ရနေပြီအခုကျတော့ तू ကဟိုဘက်ကရင်ပြည်နယ်ဘက်မှာ तू ကအခုခုံကြီးစာတင်တယ်လို့ပြောရမှာပေါ့နော်အကြောင်းသွားတက်တာပေါ့ငါးနှစ်အဲ့ဒါအဲ့ခုံကြီးအကြောင်းတွေကလည်းဘယ်တော့တောင်စီကန်ကြည့်လဲဆိုရင်လုံးဝပုံနေပါရင်လည်းမယူရပါဘူးလေအဲ့တော့အမတို့ကလည်း तू နဲ့အဆက်တွေအခုကမရှိဘူးကဘာပြောလဲဆိုတော့အေးသူကစူးစမ်းနေတယ်ပေါ့နော်စူးစမ်းမယ်ပေါ့အဲ့တော့သူ့ကိုတခုခုဖြစ်တယ်ဆိုလဲစိတ်မပူနဲ့အပြီးဖြတ်တာ သူအဲ့လိုမျိုးပြောရတာအဲအဲ့လိုမျိုးဆိုတော့ခါကျတော့အမတို့ကလေအဲအဲစိတ်ကတော့တတိရတာပေါ့နော်ဒါပေမဲ့သူကကောင်းတာလုပ်တာလေအကုန်လုံးဖြတ်သူသူဖြတ်နိုင်လို့မတို့ကလည်းဖြတ်နိုင်ရမှာလေသိတယ်မအမှန်မှန်တော့အဲခါကျတော့အဲသူဟောတယ်ပြတာပို့ပေးတာပဲပေါ့နော်အဲအောင်မြင်ပါစေအဆင်ပြေပါစေမိသိင်းဒီအကုန်လုံးပေါ့နော်ကျမ်းမာရေးအဆင်ပြေပါစေဆုတောင်းပေးတယ်ဆိုတော့ဖြစ်စေချင်တယ်လေမတို့ကပြောတယ်ကို့မှာ ီလိုကိုမိသားစုအတောက်ကဒါကိုပေါ့ပြပါတာကိုထဲထဲဝင်ဝင်နဲ့လူတိုင်းကပုံပြီးဖြစ်ချင်တာအဲသူတရားတွေပြချင်တယ်ပြီးသူအားလိုက်ပြီးမတို့ပြန်ပြမယ်တရားဆရာသူပဲပြန်လုပ်မယ်ဆိုတော့ဖြေနှက်တယ်လေအမကမိသားဟုတ်ဒါမိသားစုတွေကတော့အကိုအတွက်တော့ဒါတအားခုံယူနေမှာပေါ့နော်အဲအကုန်လုံးကလေဂုံယူတာထက်ကျေနပ်တာဝမ်းတာဒါလေးကဝမ်းမြောက်တာဝမ်းမြောက်တာဒီလိုမျိုးတယောက်ပါလာဟိုကမလွယ်တဲ့ခါကျတော့ဝမ်းမြောက်ဝမ်းတာကြတာမဟုတ်ဘူး